ဘောလုံးချစ်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါကျွန်တော်ပထမဆုံးပြောချင်တာတော့ကျွန်တော်နည်းနည်းပြောင်းနေတယ်အဲ့ဒီအတွက်ကျွန်တော်ရဲ့မိတ်ဆွေတွေကျွန်တော်ရဲ့ညီကိုတွေအားလုံးတော့ကျွန်တော်နည်းနည်းဒီနေ့ကနေတောင်းပန်တယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်လည်းဒီပြီးသွားတဲ့ April 12ရက်နေ့ Barcelona နဲ့လီဂန်နဲ့ကစားခဲ့တဲ့ပွဲစဉ်ကဒါကျွန်တော်နောက်ဆုံးလုပ်ခဲ့တဲ့ဗီဒီယိုပေါ့နော်ဒီကြားထဲမှာကျွန်တော်ပြောင်းနေတယ်ဒါကလည်းအားလုံးသိတဲ့အတိုင်းပေါ့နော်ကျွန်တော်တို့ဒါ April တကြံတွင်းဆိုတော့လေကျွန်တော်လည်းခီးကြီးလွန်နေတယ်ခီးကြီးလွန်တော့ခံတော့ပြတ်မရောက်ဖြစ်ဘူးအခုမှကျွန်တော်ပြန်ရောက်လာတဲ့အနေထားပေါ့နော်ဒီနေရာမှာကျွန်တော်တို့ပုံမှန်တိုင်းလေးကျွန်တော်ရဲ့ ဒီဘာစလိုနာဖန်တွေတော်များတော့ကျွန်တော်ဗီဒီယိုလေးတွေဒီနေ့အစားပြီးတော့မှပြန်လုပ်သွားဖို့အတွက်ကျွန်တော်စဉ်းစားထားတယ်ဒီနေ့မှာကျွန်တော်ပြောချင်တာကလက်ရှိဘာစလိုနာအသင်းရဲ့အခုလက်ရှိသူတို့သွားနေတဲ့ခြေစွမ်းပေါ့နော်ဒါပြောမှဆိုတော့ကျွန်တော်တို့ဘက်ကကြည့်မယ်ဆိုတော့နည်းနည်းစိုးရိမ်ရတဲ့ဘက်ကိုရောက်လာတယ်ဘာစလိုနာရဲ့ခြေစွမ်းကကျွန်တော်တို့ဒါမျိုးကိုကြုံခဲ့ပြီးပြီကျွန်တော်ရာသီအစမှာဘာစလိုနာကလူတွေအားလုံးမထင်တာတဲ့စတိုင်နဲ့စလာတယ်ဘယ်သူမှမထင်ဘူးဘာစလိုနာအသင်းဒီနေ့ဒီလိုမျိုးကစားရမယ်လို့ဒီပြဟန်စီဖီလစ်ကိုပိုင်ဆိုင်ပြီးတဲ့နောက်မှာကျွန်တော်တို့ဘာစလိုနာအသင်းကလုံးဝအားလုံးမထင်တဲ့စတိုင်တည်းရနဲ့ အကောင်းဆုံးမှကစားပြခဲ့တယ်အားလုံးသိတဲ့အတိုင်းပဲကျွန်တော်တို့ကလာလီဂါကိုအစိုးရဘယ်လိုလဲအမတ်ဖြတ်ပြီးတော့မှဖလာရသွားမဲ့အသင်းထိတော်သမားတွေထင်ခဲ့တယ်လုံးဝအမြင့်ပြန်ခဲ့တယ်တကယ်ကောင်းတဲ့အသင်းတစ်သင်းကိုကျွန်တော်ပိုက်ဆိုင်တယ်ဒါပေမဲ့ကျွန်တော်တို့ယာတီဝက်အကျော်လောက်မှာယာတီဝက်လောက်မှာပေါ့နော်ဒီကျွန်တော်တို့17လပိုင်းမရောက်ခင်လောက်မှာဘာစီလိုနာကလုံးဝဒီ10လပိုင်း17လပိုင်းလောက်မှာစပြီးတော့မှအချင်းတွေတော်တော်ဆိုးသွားတယ်ဆိုးတာမှာတော်တော်လေးကိုကျွန်တော်ဆိုးတာလာလီဂါစစ်ပွဲမှာမှာတပွဲတော့ပဲနိုင်တဲ့အထိကျွန်တော်ဖြစ်ခဲ့တယ် ဒါကလုံဝချင်းနေဆိုတဲ့တရက်ကိုကျွန်တော်မြင်ရတယ်ဒါနဲ့ပဲပထမရာသီဘဝမှာဘာစီလိုနာကစနစ်နဲ့ပဲပိတ်သိမ်းတယ်လုံဝချင်းနေတော်တော်ဆိုးခဲ့တယ်သူ့အောက်မှာအမတ်တွေအများကြီးပြတ်တာတဲ့ဒုတိယနေ့ကရဲမတ်တွေတို့လိုအသင်းတွေအက်တလက်တီကိုတို့အသင်းတွေကဘာစီလိုနာရဲ့အထက်ကိုရောက်လာတယ်ကျွန်တော်ကအဆင့်3ထိတော့ဆင်းပေးခဲ့ရတယ်ဒါကကျွန်တော်တို့အားလုံးသိတာတယ်ဒီလိုနေထားတဲ့ကြုံလာပြီးတော့မှကျွန်တော်တို့ဒီဘက်နှစ်ပေါ့နော်ဒီအခုကျွန်တော်ဒီဘက်နှစ်ပြန်ဆားပေါ့နော်ဒီ2025အဆမှာကျွန်တော်ဘာစီလိုနာကကျွန်တော်တို့လုံဝမထင်တာတဲ့စတိုင်တစ်မျိုးနဲ့အကောင်းဆုံးအနေထားကိုပြန်လာတယ် အားလုံးသိတဲ့အတိုင်းပဲအခုအခုချိန်ထိလည်းဒါပြောမဆိုတာအကောင်းဆုံးလို့ကျွန်တော်တို့ပြောလို့ရသေးတယ်ဒီအခုဆိုရင်ကျွန်တော်ပွဲကစားတော်တော်များကစားပြီးတဲ့ပွဲပေါင်း20ကျော်ကစားလာတဲ့နေသားမှာပြီးသွားတဲ့တောင်းပုံနဲ့တပွဲပဲကျွန်တော်တို့ကဆုံးသေးတဲ့နေသားဒါပေမဲ့လည်းကျွန်တော်ပြောချင်တာကဘာစီလိုနာရဲ့လက်ရှိခြေစွမ်းကနည်းနည်းလေးကျွန်တော်တို့အကောင်းဆုံးရဲ့ပုံမှန်သူ့ရဲ့ခြေစွမ်းရဲ့အောက်ကိုတဖြည်းဖြည်းနဲ့ပြတ်သွားနေပြီဒါကပြောမှဆိုတော့ဆိုးဆိုးရင်စရာပေါ့နော်ဒီပြီးသွားတဲ့ပထမတစ်ခေါက်ဖြစ်တယ်လို့သာဒီချိန်မှာဖြစ်မဆိုအားလုံးကျွန်တော်တို့က ပြောမလို့သဲသေးကြီးတုံဖြစ်သွားတဲ့ style မျိုးဖြစ်မယ်။ဘာကြောင့်လဲဆိုတော့လက်စီကယာတီသိန်းဘွားပွဲကဘလောက်မှမကြံတော့ဘူး။ဒီနေ့သားမှကျွန်တော်တို့အကောင်းဆုံးပုံစံသာမသွားနိုင်ရင်ဒါမြင်ကောင်းခွာလိုက်လို့ပြောလို့ရတယ်။ပန်းဝင်ကန်ဒီမှာကျွန်တော်ဒုက္ခရောက်သွားနိုင်တယ်။ဒီနေ့သားမှတချို့တွေကတော့အမြင်ပါဘောနော်။ဘာစီလိုနာကဘလို့လဲ။ချင်းစွမ်းပိုင်းပြန်ကြလာပြီလား။ဘာကြောင့်လဲဆိုတော့နောက်ဆုံးကစားခဲ့တဲ့ကျွန်တော်ဒီနောက်ဆုံးလုပ်ခဲ့တဲ့ပြီးတော့မှဆိုရင်လီဂါနတ်နဲ့ပွဲဧပြီလ12ရက်နေ့ညကစားသွားတဲ့ပွဲအဲ့ဒီပွဲမှာတည်းကနေဘာစီလိုနာရဲ့ခြေစွမ်းကကျွန်တော်တို့ကြည့်တဲ့ကနေ ဘယ်လိုလဲလုံးဝသူ့ရဲ့ခြေစွမ်းစတိုင်မျိုးမဟုတ်တော့တဖြည်းဖြည်းနဲ့ဖြစ်လာပြီဒါကအဲ့ဒီပွဲမှာကြာခင်ကျွန်တော်တို့ဒီတောင်းမွန်နဲ့အင်ကွင်းပွဲမှာကစားခင်ပထမကျွန်တော်တို့ဘတ်တစ်နဲ့ပွဲဒီဘတ်တစ်နဲ့ပွဲမှာလည်းနေဘာစီလိုနာဆက်ပြီးတော့ရုပ်ကန်ရတဲ့အနေထားဖြစ်လာတယ်ကိုသွင်းလို့တိုက်စစ်တွေကိုမသွင်းတဲ့အနေထားတွေဖြစ်လာဒီလိုဖြစ်ပြီးတော့မှကျွန်တော်တို့ကတခါဒီတောင်းမွန်နဲ့ပွဲမှာကျတော့သူ့လောက်ကိုသူလောက်သွားတယ်ချန်ပီယံလိရဲ့ပုံစံကောင်းပြသနိုင်ခဲ့တယ်ဒါနဲ့ကျွန်တော်တို့လေကိုပြတဲ့အင်ကွင်းမှာနိုင်တယ် ဒီလိုနိုင်ပြီးတဲ့နောက်မှာတော့ဘာစီလိုနာကစပြီးတော့ပထမဆုံးကျွန်တော်ဘီလိုမလုပ်ဖြစ်တော့ဘူးကောနော်ဒီတင်းကြံတွင်မှာဖြစ်သွားတဲ့ဒီတောင်းပွန်ရဲ့အဝေးခွင့်ပွဲစဉ်မှာဒီပွဲစဉ်မှာဘာစီလိုနာလုံးဝကျွန်တော်ပြောမစွင်ဆုတ်ပြတ်နေတဲ့ဘာစီလိုနာဒီဘက်နှစ်တည်းမှာလုံးဝကြည့်လို့ကျွန်တော်အဆင်မပြေတဲ့အတင်းတင်းကိုကျွန်တော်မြင်တွေ့ခဲ့ရတယ်ဒါအားလုံးလည်းသိပါတယ်ကျွန်တော်3-1နဲ့ဆုံးတယ်လုံးဝရုပ်ပြစင်ပြက်ကိုဆုံးတယ်ဒီလိုအနေထားဖြစ်တယ်ဖြစ်ပြီးတော့မှကျွန်တော်အခုပြီးသွားတဲ့ဒီစနေနေ့ညမှာကစားခဲ့တဲ့ဘာစီလိုနာနဲ့စက်တာဗီကို ဒါစစ်တာဘီကောတော့ကျွန်တော်ထွေထွန်းပြောတော့ပါဘူး။ဘာကြောင့်ဆိုတော့အားလုံးသိတဲ့အချိန်ဘာဆိုတော့အမြဲတမ်းဒုက္ခပေးတဲ့အသင်း။ဘာဆိုတော့တောင်းတန်ကိုပြတ်နိုင်ဖို့ဆိုတော့တော်တော်ခက်ခဲတဲ့အသင်း။ဒီသင်းနဲ့တွေ့မှာတော့ဘာဆိုတော့ကပထမတော့ဒီဖာနန်ဒိုရဲ့ဂိုးနဲ့ကျွန်တော်ဦးဆောင်နိုင်တယ်။ပြီးတော့မှခြေပါကိုပြန်ပေးရတယ်။ပထမပိုင်းမှာ1-1နဲ့ပြီးတယ်။ဒုတိယပိုင်းမှာကျွန်တော်ဒါကန်ကောင်းလို့သာပြန်လာနိုင်တယ်လို့ပြောလို့ရတာ။ကျွန်တော်3-1ဆိုတဲ့အနေအထားထိကိုဖြစ်သွားတယ်။ဒီလိုအနေအထားမှာမှကျွန်တော်တို့ကဒါကမ်ဘတ်အနေနဲ့ပြန်လာနိုင်ခဲ့တယ်။ပြောမှဆိုရင်ဒါ ကန်ကောင်းလို့ပါအနိုင်ရခဲ့တယ်လို့ကျွန်တော်မြင်မိတယ်ခြေစွမ်းပိုင်းရတော့ဒါတော်တော်လေးကိုကျွန်တော်တို့စိုးရိမ်ရမယ့်အနေအထားဖြစ်နေအနည်းနည်းပွဲမှာဆိုလည်းလောကမနိုင်တော့လို့ထင်တာဒါ3ဝါတုံတက်လူဆုံးမကြည့်တော့ဒါကိုရီးယားတော့ fan city ဆိုတော့လည်းပေးတတ်နိုင်မယ်ကြည့်ရတာပေါ့ဒီလိုအနေအထားမှာကြည့်နေတဲ့မှာဘာစီလိုနာရဲ့ကစားပုံကပြောမစို့ကျွန်တော်တို့အဲ့ဒီပွဲရဲ့အဖြေကလည်းဒါလာမင်းရမားနဲ့ဒန်နီအိုမိုပေါ့နော်ဒီကစားသမားတွေဒီကစားသမားတွေဝင်လာပြီးတဲ့နောက်ပိုင်းမှာတော့ကျွန်တော်တို့ရဲ့ဒီဆွေဘော်လုံးမှန်းနေတဲ့ရာဖီညာကောင်းဆုံးခြေစွမ်းတွေပြန်ပေါ်လာတယ် ပြီးတော့မှကျွန်တော်တို့ကပြန်နိုင်ခဲ့တယ်ပြောမစို့နောက်ပစ်စုံနောက်ကြကိုပနတီဂိုးနဲ့သာအနိုင်၃မှတ်ရရှိခဲ့တာဒါကကျွန်တော်တို့ရဲ့ဒီခြေစွမ်းကအကောင်းဆုံးခြေစွမ်းတစ်ရက်မှမရှိနေဘူးဒါကိုတချို့တွေကတော့ဘယ်လိုမြင်မလဲဆိုတော့ဘာစီလိုနာတင်းရဲ့ခြေစွမ်းပြန်ကျသွားပြီအရင်စတိုင်မျိုးဖြစ်နေပြီလို့မြင်ကောင်းမြင်လိမ့်မယ်ဒါပေမဲ့ကျွန်တော်ကတော့အဲ့ဒီဘဲကိုတော့သိမ်းမမြင်ဘူးကျွန်တော်မြင်တာကကျွန်တော်တို့ရဲ့ကစားသမားတော်တော်များပွဲပန်းတယ်လို့ကျွန်တော်မြင်တယ်ဒါကလည်းပန်းလဲပန်းကြပါပဲတော်တော်ကြီးကိုကျွန်တော်တို့ပွဲပန်းတဲ့အနေထားကိုကြုံနေရပြီဘာစီလိုနာလက်ရှိမှာ ကစားခဲ့တဲ့ပွဲတွေကျွန်တော်ကြည့်မယ်ဆိုရင်နှစ်ရက်ချာတစ်ပွဲသုံးရက်ချာတစ်ပွဲဒီလိုနီးတယ်နဲ့ကစားခဲ့ရတယ်အရင်ကဆိုကျွန်တော်တလမှာမှအများဆုံးဒီလီဘက်ကစားမယ်လေးပွဲကစားမယ်ဂျာမန်ချန်ပီယံလိစီလိုက်လို့ဆိုရင်နှစ်ပွဲလောက်ထပ်ကစားမယ်အများဆုံး6ပွဲလောက်ပဲကစားမယ်ပြိုင်ပွဲကအခုကျွန်တော်တို့တလမပြည့်တဲ့ခင်မှာကျွန်တော်တို့က10ပွဲထိကစားတာပွဲဧပြီ26ရက်နေ့ကနေစပြီးတော့ကျွန်တော်ကြည့်မယ်ဆိုဧပြီ26ရက်နေ့မှာကျွန်တော်တို့ကဥစားဆူနာနဲ့စပြီးကစားတယ်နောက်ဆိုကျွန်တော်ဧပြီ26ပြီးတာနဲ့ကျွန်တော်30မှာဂျီရိုနာနဲ့ထပ်ပြီးကစားတယ်တရက်ပဲချတယ် 29တရက်ပဲချတယ်30မှာကျွန်တော်ဂျီရိုနာနဲ့ထပ်ကစားတယ်30မှာဂျီရိုနာနဲ့ကစားပြီးတဲ့နောက်ပိုင်းမှာကျွန်တော်တို့တခါဧပြီလ3ရက်နေ့မှာဒီကိုနဲ့ပြန်ကစားရတယ်ပွဲချက်တွေ30ဆိုရင်1ရက်နေ့စီမယ်31ပြီးရင်1ရက်နေ့2ရက်နေ့3ရက်ချာကျွန်တော်နောက်တစ်ပွဲထပ်ကစားတယ်ဧပြီလ3ရက်နေ့မှာဒီကိုနဲ့ကစားတယ်3ရက်နေ့စပိန်ပြင်ဖလားဒီကိုနဲ့ပြီးတာနဲ့ကျွန်တော်6ရက်နေ့မှာဘတ်တင်နဲ့ကစားတယ်3နဲ့6ရက်ကြားမှာ2ရက်ပဲကွာပြီးတာနဲ့ဘတ်တင်နဲ့ပြီးတာနဲ့10ရက်နေ့မှာကျွန်တော်ဒေါမွန်နဲ့ပြန်ကစားတယ် 6ရက်နေ့10ရက်နေ့ကြာမှ3ရက်ပဲกว่า10ရက်နေ့မှာကစားပြီးနေ73ရက်နေ့မှာကျွန်တော်တို့လီကာနဲ့နဲ့ပြန်ကစားတယ်ဘလောက်ပွဲတွေတအားစိတ်နေလဲကြည့်ပေါ့နော်73ရက်နေ့မှာလီကာနဲ့နဲ့ကစားပြီးတဲ့အချိန်မှာကျွန်တော်16ရက်နေ့မှာတခါဒေါမွန်နဲ့ပြန်တွေ့တယ်ကြာမှ9ရက်ပဲချားတယ်ဒေါမွန်နဲ့ဒုတိယကျောက်16ရက်နေ့ကစားပြီးတဲ့အချိန်မှာကျွန်တော်19ရက်နေ့မှာတခါကျွန်တော်တို့ပြီးသွားတဲ့စနေနေ့မှာဒီစက်တာဘီကိုနဲ့ထပ်ကစားတယ်အခု19ပြီးတော့ကျွန်တော်23နောက်ပြညကျွန်တော်မာရော့ကန်နဲ့ထပ်ကစားရမယ် ြောမှဆိုဘာစီလိုနာလောကပွဲတွေတအားကြက်နေတယ်ပွဲတအားပန်းနေပြီဒီလိုအနေထားမှာဘာစီလိုနာသင်ရဲ့ကစားသမားတွေကလည်းညာသွားဖြစ်တော့ပေါ့နော်ကျွန်တော်ဒီခွန်ဒေတို့ပါတို့ကြည့်ကြည့်တတော်လေးကိုပွဲပန်းတဲ့စတိုင်ပေါ့နေပြီပြေးလို့မနိုင်တဲ့အနေထားတွေကျွန်တော်ပြီးသွားတဲ့ပွဲမှာဆိုမြင်ရတယ်တတော်လေးကိုပွဲပန်းနေပြီကျွန်တော်တို့ကစားသမားတွေဒီနေရာမှာခွန်ဒေတို့ပူဆိုးသွားတာကကျွန်တော်တဖက်ကဘယ်ဒီတန်ရရပေါ့နော်ဘယ်ဒီနေရာမှာမာတင်ဝင်ကစားတယ်မာတင်ကပြောရမှာဆိုရင်တော့ကြာလောကဘာစီလိုနာရဲ့ဖလာနဲ့အနေနဲ့မသုံးသင့်တဲ့ကစားသမားတွေမှာပါတယ် ဒါပေမဲ့လည်းအခုတစ်ချိန်မှာကျွန်တော်တို့မစိမဖြစ်တော့သူ့သုံးရမယ်ဒေတော့သူကဘာစလိုနာနဲ့ကစားတယ်ပြီးတော့မှကျွန်တော်တို့ရဲ့ကစားသမားဒီမာတီနက်ကိုနီပြားကအရန်ဒီပါထားတဲ့ပွဲတွေပေါ့နော်နောက်ဆုံးပွဲမှာအားလုံးမြင်တဲ့အချိန်ပဲမာတီနက်ကိုအရန်ထားတော့ရော့နဲ့အာရူးကစားတယ်အာရူးလိုကစားသမားလည်းအားလုံးသိတဲ့အချိန်ကောင်းရင်လည်းသမ ्या နဲ့မတူမာတင်နဲ့တွဲလိုက်တော့အခုသွားလိုက်တာပေါ့သူတို့နှစ်ယောက်ရဲ့အတွေ့ဒီတွဲနဲ့ဒါဘာစလိုနာဆက်ပြီးသွားမယ်ဆိုရင်တော့ဒါလုံးဝကျွန်တော်တို့မတွေ့ရစရာဖြစ်လာမှာ ဘလိုင်းဘောင်းနဲ့ကျွန်တော်ဖာကောက်နေတယ်လို့ပဲဘာမှထူချလာမှာမဟုတ်ဘူးစီယာဘလောက်ပဲသူသူနောက်ကတော့ကျင်းတွေပေါ့ပြန်ပေးမယ်ဒီလိုနေထားတွေဖြစ်လာဒါတွေကကျွန်တော်တို့အတွက်ဘလို့လဲနည်းနည်းစိုးရိမ်စရာတွေပေါ့နော်ဘာကြောင့်ပဲဖြစ်ကျွန်တော်တို့ကစားသမားတွေဒီနေထားမှာပွဲပန်းတောင်ကိုအားခံနေရပြီပွဲတွေကတအားစိတ်တယ်အခုနကျွန်တော်ပြောသွားတဲ့ဒီစစ်ပွဲဆိုရင်ဒါလုံးဝကျွန်တော်တလားမပြည့်သေးတဲ့အနေထားပေါ့နော်ဧပြီလ27ရက်နေ့ကိုကျွန်တော်တို့ခုမှ27ပဲရှိသေးတယ်ဒီလိုအနေထားဖြစ်တဲ့အနေထားမှာဒါလုံးဝကျွန်တော်ပွဲစစ်ပွဲကစားတာဟုတ်ပါပြီ ပုံမှန်တစ်လမှာကျွန်တော်အများဆုံး6ပွဲလောက်ကစား9ပွဲလောက်ကတော့အလွန်ကျွံဖြစ်နေတဲ့အနေအထားမျိုးမှာကျွန်တော်တို့7ပွဲကစားပွားကြီးဒါကကျွန်တော်အနေနဲ့ကျွန်တော်မြင်တာကပွဲပန်းတန်းကိုခံနေရတဲ့ကစားသမားတွေကနောက်ပြီးဆိုစိတ်သက်ပိုင်းမှာပြန်ကြည့်မယ်ဆိုတော့ဘာစင်နိုရဲ့လက်စီစိတ်သက်ပိုင်းကတော့အမြင့်ဆုံးအနေအထားမှာရှိနေသေးတယ်ဘာကြောင့်လဲဆိုတော့နောက်ဆုံးအနည်းနိုင်သွားတဲ့ကျွန်တော်တို့ဒီစစ်တာဘီကိုနဲ့ပွဲမှာကြည့်နောက်ဆုံးကိုသင်ပြီးတဲ့ချိန်မှာကစားသမားတော်တော်များရဲ့စိတ်သက်ပိုင်းပေါ့နော်အင်မတန်လေးကောင်းတယ်အင်မတန်လေးတဲ့သူတို့ကတော်တော်တိုင်နဲ့ကစားပြီးနိုင်တယ်ကစားပြီးတော့ဘာလို့ဒါဘာစင်နိုဖန်တွေရောလက်စီ ကြုံနေရတဲ့ဘာစလိုနာရဲ့ခြေစွမ်းပေါ်မှာဘလို့မြင်မိတယ်ဒီသင်ကရောဒီပုံစံနဲ့ဆက်သွားမယ်ဆိုကျွန်တော်တို့ဘာတွေဖြစ်လာမှာဒီအသည်မှာရောဖလာပစ်နှလုံးထောက်ထိမှန်တာလေကျောင်းနေတဲ့ကြတော့ blessing person ရဲ့ခြေစွမ်းကတခြေစွမ်းပြန်ကျသွားတာထက်ဆိုင်တော့ပွဲပန်းနေတယ်လို့ကျွန်တော်ထင်တယ်။ကောင်းဆုံးခြေစွမ်းတရက်နဲ့မကြခင်ပြန်လာမယ်လို့တော့ကျွန်တော်ယုံကြည်တယ်။ Barcelona fan တွေရောဘလို့မြင်မိလဲဆိုတော့ကိုမတ်လေးနဲ့မှမချက်ရေးသွားကြဖို့တော့ကျွန်တော်တောင်းဆိုလိုက်ပါတယ်။အားလုံးအထူးပဲကျေးဇူးတင်စီပါတယ်။